အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အနောက်ဖန်နိုဝင်ဘာလ12ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။အထူးမိုးလေဝသမုန်တိုင်းပြီးနောက်ဆုံးရမိုးလေဝသအခြေအနေများနဲ့နိုဝင်ဘာလဒုတိယပတ်မိုးလေဝသကြိုတင်ခန့်မှန်းချက်များအပါအဝင်ဖန်ဝန်းမုန်တိုင်းလက်ကျန်ရက်ခတ်လာခြင်းကြောင့်မြန်မာပြည်မိုးကြီးရေရှမ်းလေထံမဲ့အခြေအနေများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့မုန်တိုင်းအခြေအနေနဲ့လာမနှစ်ပတ်အတွင်းမိုးလေဝသခန့်မှန်းချက်များကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ယနေ့နိုဝင်ဘာလ17ရက်နေ့နေ့လယ်12နာရီကအခြေအနေနဲ့လာမယ့်နှစ်ပတ်အတွက်ခံမှန်းချက်ကိုအောက်ပါတိုင်းတင်ပြအပ်ပါရခင်ဗျာမြန်မာနိုင်ငံအတွက်မိုးလေဝသခံမှန်းချက်ကတော့လာမယ့်နိုဝင်ဘာလ12ရက်နေ့မှ24ရက်နေ့ထိနှစ်ပတ်အတွင်းရာသုံးမဲ့မိုးဟာလက်ရှိဖြစ်ပေါ်နေတဲ့စူပါတိုင်ဖုန်းမုန်တိုင်းကြီးရဲ့လက်ကျန်မိုးလေများအီကွေတာဘက်ပြန်လည်ထွက်ခွာလာခြင်းကြောင့်ဖြစ်ပေါ်လာမယ်လို့ခန့်မှန်းရပါတယ်နိုဝင်ဘာလ15ရက်နေ့နောက်ပိုင်းမှာမိုးပါပါကျနိုင်တဲ့ဒေသများကတော့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊တောင်ငူ၊ဖြူးမြို့အောက်ပိုင်း ကိုးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့တဝဲအထိကြားဒေသများမှာမိုးပပရွာသွန်းနိုင်ပါတယ်။မိုးသည်ထံမဲ့ဒေသများကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာရှိတဲ့တဝဲအောက်ပိုင်းပူလောပလောက်ဘိတ်တနင်္လာနေ့နဲ့ပုတ်ပြင်းဒေသများမှာမိုးသည်ထံစွာရွာသွန်းနိုင်ပါတယ်။မိုးကြီးနိုင်မဲ့ဒေသများကတော့ကော့တောင်းဒေသမှာခမန်းမိုးအချိန်9လမှနေပါကန်အထိရွာသွန်းပြီးမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ BNN ပင်လယ်ကွေ့အခြေအနေ BNN ပင်လယ်ကွေ့တဝိုက်မှာတော့လာမယ့်နှစ်ပတ်အတွင်းအလွန်အမင်းမိုးသည်ထံမယ်လို့ခန့်မှန်းရပြီး ခမ်းမမိုးရေချိန်လက်မ80အထိရွာသွန်းမှာကရက်ရှည်ရေကြီးခြင်းနဲ့အဆိုးအဝါဆုံးဖြစ်ပေါ်နိုင်ပါတယ်။ယခုနှစ်မှာဘင်္ဂလားပင်လယ်ော်မှာမှုန်တိုင်းဝင်ရောက်ခြင်းမရှိသေးတဲ့အတွက်သက်သာရရပေမဲ့မှုန်တိုင်းများဝင်ရောက်လာပါကပြင်ဆင်ရန်လိုအပ်ပါတယ်။အနာဂတ်ရာသီအတွက်ပြင်ဆင်ခြင်းနောက်ရာသီဥရုများအတွက်ဆိုင်ကလုန်းပုံစရာဆိုင်ကလုန်းရှက်တာများအပါအဝင်ဘေးကင်းပုံခိုစရာများကိုကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါတယ်။တတိထားရချက်များကတော့အခြားနိုင်ငံများမှာနာခစ်တဲ့ကြီးမားတဲ့မုန်တိုင်းကြီးများဝေရောက်နေခြင်းကိုသတိပြုပြီးကြိုတင်ကာကွယ်မှုများပြုလုပ်ထားသင့်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြုံတိုင်းမိုးသက်ထန်စွာရာသွန်းခြင်းကြောင့်မြေကြီးခြင်းသတိပေးချက်များနဲ့မြေကြီးခြင်းများကိုပြောပြပေးတော်မှာဖြစ်ပါရခင်ဗျာ။ယနေ့17ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကြရမြေကြီးအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနာမြေရမနေ့ကညနေကနေ17နာရီတွင်နှစ်လက်မောက်ကန်ထက်ကြသွားပါရ။မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.8ဒီဂရီဆယ်စီယပ်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့18.3ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါရခင်ဗျာ။မြေကြီးနာမြေရဆိုရင်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန် 196စင်တီမီတာ29ဘီခွဲအလိုမှာရောက်ရှိနေပါတယ်။မြည်အတက်တပုံမှန်အနေထားကမှာရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARM မြစ်အထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရံဖန်ရံက ARM မြစ်စုံအထက်ပိုင်းမှာနေရာခွက်၍မိုးများရွာသွန်းခြင်းများစက်တိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ ARM မြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအနည်းငယ်သာရှိပါတယ်။ ရာရီမျိုးတစ်လျှောက်နဲ့ချင်းတွင်းမျိုးတစ်လျှောက်မြေကမ်းနီမြင်းနှိမ်ဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ ARI မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံးသိရှိရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းတွင်းမျိုးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခန်းနေမျိုးမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါတယ်မုံရွာမျိုးမြေဟာမနေ့ကညနေကနေ12နာရီအတွင်းလေးလက်မကန်ထက်ကြသွားပါတယ်ခန်းဒီဟုံးမလင်းဖောင်းပြင်းနဲ့မော်လိုင်းမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ် ကလေးဝမင်းကင်ကန်ဒီနဲ့မုံရမျိုးတွေရဲ့မြင်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးအရာရီမြင့်ရဲ့အချင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ဗမော်ရွှေကူကတာထိကျိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညာဦးပခုတ်ကူ6မင်းဘူးနဲ့မကွေးမျိုးတွေရဲ့မြင်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်အောင်လမြင့်ရဲ့တက်ကြမရှိရက်တနေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်ပြည်မျိုးမြင့်ရဲ့အနေငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ် စိတ်သာဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြည်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ ERI မြည်ရင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တူရင်းညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီး2025ခုနှစ်နိုဝင်ဘာလဒုတိယပတ်ဆယ်ရက်အတွင်းမိုးလေဝသနဲ့ဇလဝေဒခံမှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပင်လယ်ဝအခြေအနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းရတဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပါတယ်။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အစ်တဲ့မှာတိမ်ထူးတတ်နိုင်ပြီး ကြံပင်းကလားပင်လယ်ဝန်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာသွန်းမှုအခြေအနေနဲ့မိုးရွာရက်တွေကတော့မိုးရွာသွန်းမှုအခြေအနေမှာရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာရွာသွန်းမြက်ထက်ပိုနိုင်ပြီးမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရွာသွန်းမြက်အောက်ရောင်းနေနိုင်ကနေပြီးတော့မကွေးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရွာသွန်းမြက်ကမိုးထစ်ချုံရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ၃ရက်မှ၅ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတရက်မှ၂ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။ညအပူချိန်များအနည်းငယ်ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနိုဝင်ဘာလဖြန်းဖြန်းအပူချိန်နဲ့၁.၅ဒီဂရီဆယ်စီယပ်အောက်ရောနှဲနိုင်ပြီး မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလဖျက်မြအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုမိုနိုင်ကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းသံကားတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မိုးပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနိုဝင်ဘာလဖျက်မြအပူချိန်ခန့်သာရှိနိုင်ပါတယ်။မြို့များရဲ့အခြေအနေကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ် ရှမ်းပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်မုံပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ၃ရက်မှ၃ရက်ခန့်နံနက်ပိုင်းမှာမြူများဆိုင်းနိုင်ပါတယ်။မြေကြီးအခြေအနေကတော့အေရီမြေဟာမြကြီးနာဗမော်ရွှေကူကတာတပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့တို့မှာ၃ပေမှ၅ပေခန့် မြင်းမူပခုတ်ကူညောင်းဦး6မင်းမူမကွေးနဲ့အောင်လံမျိုးတို့မှာ9ပေမှ9ပေကန့်နဲ့ပြည်စိတ်သာဟင်းဒရနဲ့ဇလုံမျိုးတို့မှာ2ပေမှ4ပေကန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ်။ချင်းတွင်းမြေရာခန်းဒီဟုံးလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်းကဏီနဲ့မုံရွာမျိုးတို့မှာ2ပေခွဲမှ4ပေကန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ်။မြေတာမျိုးမြေရာကလေးမျိုးမှာ2ပေခွဲကန့်နဲ့ဒုထဝရီမြေရာတီဘောမျိုးမှာပေဝက်ခန့်ရွှေစာရံနဲ့မြင်းငယ်မျိုးတို့မှာ9ပေမှ9ပေခွဲကန့် စစ်တောင်းမြေဟာတောင်ငူမြို့နဲ့မရောင်းမြို့တွေမှာတပေခွဲမှာနှစ်ပေခန့်ရွှေကျင်မြို့မြေဟာရွှေကျင်မြို့မှာပေဝက်ခန့်ပဲခူးမြေဟာဇောင်းတူမြို့မှာတပေခွဲခန့်နဲ့ပဲခူးမြို့မှာလေးပေခန့်တန်လွင်မြေဟာဖန်အံမြို့မှာသုံးပေခန့်နဲ့တောင်ရဲမြေဟာမြောင်းဝရီမြို့မှာနှစ်ပေခွဲခန့်ငဝင်မြေဟာငတိုင်းချောင်းနဲ့တာပေါင်းမြို့တွေမှာတပေမှသုံးပေခန့်နဲ့တိုးမြေဟာမိုးဝင်မြို့မှာပေဝက်ခန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပြီးငဝင်မြေဟာပသိမ်မြို့တွင်တပေခန့်နဲ့ ဘီလင်းမြေဟာဘီလင်းမြို့မှာပေဝက်ခန့်လက်ရှိရေမှန်းများအထက်မြင့်တက်လာနိုင်ပါတယ်။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ။၂၀25ခုနှစ်နိုဝင်ဘာလ17ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာအများအဖြစ်တာယာနေပြီးကပ်ပလီပင်လယ်ပင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တင်းနဲ့မှတိမ်ထူထပ်နေပါတယ်။ မရပြမနက်တီခမ်းမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနဲ့ကင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မုံပြည်နယ်မှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြေဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့တိမ်သင့်တွေဖြစ်ထုံပါမယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများရဲ့မိုးလေဝသခမ်းမန်းချက်ကတော့နေပြည်တော်မှာတိမ်သင့်တွေဖြစ်ထုံပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ မန္တလေးမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမှုထိချုံရွာပါမယ်မကွေးမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်ဟ ோம் လင်းမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်မုံရွာမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်ပသိမ်မြို့မှာနေရာကွက်ကြားမှုထိချုံရွာပါမယ်တဝယ်မြို့မှာနေရာကွက်ကြားမှုထိချုံရွာပါမယ်မြေကြီးနားမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်လိုင်ကွန်မြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်ဖမ်းမြို့မှာနေရာကွက်ကြားမှုထိချုံရွာပါမယ်ဟာခါမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ်မော်လမြိုင်မြို့မှာနေရာကွက်ကြားမှုထိချုံရွာပါမယ်စစ်တွေမြို့မှာဒိန်သိန်းနေဖြစ်ထွန်းပါမယ် အရှုံးမြို့မှာတိုင်အသင့်တင်ဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာတိုင်အသင့်တင်ဖြစ်ထုံးပါမယ်။ကြိုင်းတုံမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။နေပြည်တော်နဲ့အနီးတွက်အတွက်မနေ့ပြန်မနေ့တိခမန်းချက်ကတော့တိုင်အသင့်တင်ဖြစ်ထုံးပါမယ်။ရန်ကုန်မြို့နဲ့အနီးတွက်အတွက်မနေ့ပြန်မနေ့တိခမန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုံး60ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတွက်အတွက်မနေ့ပြန်မနေ့တိခမန်းချက်ကတော့တိုင်အသင့်တင်ဖြစ်ထုံးပါမယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခမန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာလှိုင်းတင်နေရှိပါမယ်လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကန်ရှိနိုင်ပါတယ်နောက်နှစ်အတွက်ခံမှန်းချက်ကတော့တနင်္လာတိုင်းဒေသကြီးကင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်ရန်ကုန်မှာတနင်္လာကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့ဘုန်းတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်ကတော့နေရာနှံပြမိုးထစ်ချုံရွာပါမယ်အမြင့်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ကန်ရှိပါမယ်ရေပြင်တွေကတော့အနောက်သို့မဟုတ်အနောက်မြောက်တနင်္လာကိုပင်လယ်မှာ10မိုင်မှ15မိုင် တခါတရံ25မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာ6ပေမှ10ပေကန်တို့ပဲဖြစ်ပါရခင်ဗျာ။ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတက်ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင်တာ4မိုင်ကမိုးရွာစဉ်တမိုင်ကန်းရှိပါမယ်။ရေပြင်လေးကတော့မြောက်သို့မဟုတ်အနောက်မြောက်တနအီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာ6ပေမှ10ပေကန်တို့ပဲဖြစ်ပါရခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။